တကယ်ရှိတယ်ကိုသင်စားရမှာနော်တကယ်မသိနိုင်တဲ့မမြင်နိုင်တဲ့နေရာတွေသွားပြီးတော့တို့တွေရောက်အောင်ပြီးတော့တခါတဲ့ဝေဘန်းနေမယ်ဆိုဝေဘန်းစရာလည်းပဲအချက်လက်လည်းပဲဘာတိမှမဟုတ်တာ哦အဲ့တော့တို့ကလည်းပဲအဲ့ဒီလေကြီးတဲ့ကိုမိမနေကြတော့တို့လေလို့ဆိုလိုတာနော်အာမိုင်ဝဲဘေဘွားလာတာတုံးလို့ဆိုတာဒီတော့မလုံးနဲ့ဟုတ်ကဲ့နော်အာမိုင်ဝဲဘေဘွားကိုသွားမှာတော့မလုံးနဲ့ ဒါပြောမသိတော့လေလေဒီလိုပြောရမှာပေါ့နော်ဒီတော့ဒီချိုးကကြီးတယ်ဘယ်သူဝင်စားတာနဲ့ပေါ့နော်လေလေဒါရီလည်းနော်လေပြီးတဲ့သူတွေရဲ့စိတ်တစားနော်ဘာမှမဟုတ်ဘူးပြောမသိရင်တော့ပူနာအတိပင်းတပင်းဟုတ်ပဲအဲ့ဒီတပင်းတပင်းဟာအခုရှင်းသားနေတယ်သေပြီဆိုရင်ပြီးပြီသေးတာပေါ့နော်ဆိုလိုတာကတော့ဘယ်ဘဝကိုဒီတပင်းရွှေ့သွားတယ်လို့ဆိုတာပြောဘယ်သူမှမပြောဘူးဒါဒါအတိပင်းပဲဖျားလို့ပြောကြရမှရှိတာပေါ့ တူတူပဲအဲ့ဒီတစ်ပင်ပဲဆဲနေနဲ့ကြီးထွားနေတာတို့တွေလည်းအရင်ကရှာကြည့်လိုက်တဲ့တွေပဲအဲ့အဲ့ဒီတစ်ပင်ရဲ့ဆဲနေတဲ့မှာအနှစ်ကလေးကခရုံမှုဆုံးမယ်တို့တွေရဲ့ဆဲနေတဲ့လည်းအနှစ်ရှာကြည့်ခရုံမှုဆုံးမယ်အဲ့ဒီခရုံမှုဆုံးဒီတတ်ဝင်ရှင်သားနေတာဒီခရုံမှုဆုံးအနေဖြတ်လိုက်လို့ DNA ဆိုရင် acid ဖြစ်တာဘာမှမဟုတ်ဘူး acid acid ပဲဟုတ်ကဲ့နော်အဲ့တော့ဆိုလိုတာကတော့သူတို့နဲ့တို့နဲ့မထူးဘူးလို့ပြောမှာနော် ตัวเดียวกันไปเบียดเสียตัวเดียวกันสิ่งนั้นเองตัวเดียวกันไปเบียดเสียตัวเดียวกันสิ่งนั้นเองตัวเดียวกันไปเบียดเสียตัวเดียวกันสิ่งนั้นเองตัวเดียวกันไปเบียดเสียตัวเดียวกันสิ่งนั้นเองตัวเดียวกันไปเบียดเสียตัวเดียวกันสิ่งนั้นเองตัวเดียวกันไปเบียดเสียตัวเดียวกันสิ่งนั้นเองตัวเดียวกันไปเบียดเสียตัวเดียวกันสิ่งนั้นเองตัวเดียวกันไปเบียดเสียตัวเดียวกันสิ่งนั้นเองตัวเดียวกันไปเบียดเสียตัวเดียวกันสิ่งนั้นเองตัวเดียวกันไปเบียดเสียตัวเดียวกันสิ่งนั้นเองตัว one is reincarnated from another one because a lot of older generations say oh you are reincarnated from my husband late husband or something like that is it just a belief or does it really exist what is the concept how does it work india go pipi wa wa na la nai aw စာဖျက်ဖြစ်မှာပဲကင်တရားကို ပြပြအောင်နားလည်နိုင်ပါတယ်။ဦးဇင်တို့ကဆိုရင်တော့ကင်တရားကိုမြစာဖျက်ကိုဇန်တရားကိုပြီးတော့လောကကိုဇင်တို့ကနားမလည်နိုင်ပါဘူးတဲ့မြစာဖျက်ကတော့ main တမှုပါတယ်။ဇင်တို့ကကင်တရားနဲ့ပတ်သက်ပြီးတော့တရားတွေအများကြီးမြစာဖျက်မှာဟောထားတာတော့ရှိပါတယ်။နော်။အဲဒီမှာအဲ့ဒီဟောထားချက်အဲ့ဒီဟောပြောချက်အတိုင်းဦးဇင်တို့ကအာမန်ဆာလိုရပါတယ်။အနေငယ် နော်အခြေခံလို့ရပါတယ်ဆိုဥစဉ်တို့ကအမ်ဥစဉ်တို့ကလှူမဲ့ဆိုလို့ရှိရင်တရားဆောက်တိမဆင်းတရားအထုံးမဲ့ဆိုလို့ရှိရင်အဲ့ဒါကဥစဉ်တွေချမ်းသာမှုအတွက်အကြောင်းဖြစ်ပါတယ်ဆိုတာအဲ့လောက်ထိတော့ဥစဉ်တို့ကနားလဲလို့ရသေးတယ်နော်ကျွန်တော်တမ်းမဲ့ခိုးမဲ့ဖောက်ပြက်မဲ့လိမ့်ပြုံးမဲ့အရတောက်မဲ့ဆိုရင်အဲ့ဒါကဥစဉ်တွေဆင်းရဲမှုရဲ့အကြောင်းဖြစ်ပါတယ်ဆိုတာလေဥစဉ်တော်နားလဲလို့တော့ရသေးတယ် နော်ဒါပေမဲ့ဒီထက်ပိုနည်း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 သွားမယ်ဆိုလို့ရှိရင်နည်းနည်းရှုပ်သွားပါပြီနော်ဘယ်လိုရှုပ်သွားပြီလဲဆိုပြီးတော့တချို့ကတသက်လုံးမှာအမ်ကုသိုလ်ကောင်းမှုတွေပဲလှုပ်လိုက်ပြီးတော့သူတို့ကငရေကြတယ်တချို့ကတသက်လုံးမှာမကောင်းတာတွေဆူရွာတာတွေလှုပ်လိုက်ပြီးတော့သူတို့ကနှစ်ပြီရောက်တယ်အဲ့ဒီနေရာမှာတော်တော်ရှုပ်သွားပြီဘာကြောင့် လူစိုးတွေကနာပြောက်တာလဲဘာကြောင့်လူကောင်းတွေကငရဲကြတာလဲဆိုပြီးတော့ဖြစ်နိုင်တယ်ဖြစ်နိုင်ချေကတော့နဲတယ်နော်ဖြစ်နိုင်ချေကတော့နဲတယ်အဲ့တော့ဦးစင်းတို့ကဒီမစ္စာဖဲတရားကိုဖြစ်နိုင်ချေအတိုင်းကြီးလိုက်မယ်ဆိုလို့ရှိရင်နားလေရတာပိုလိုအပ်ပါတယ်အဲ့ဒီတော့ဖြစ်နိုင်ချေမှာကုသိုလ်ကောင်းမှု လုပ်မယ်ဆိုလို့ရှိရင်နှပ်ပြောက်တာဖြစ်နိုင်ချေကပုံမြင်ရပါတယ် အခုတော့မကောင်းမှုတွေလုံးမဲ့ဆိုလို့ရှိရင်ငရေကြတာဆိုတာဖြစ်နိုင်ခြေကပုံများပါတယ်နော်ဆိုတော့အဲ့ဒီဟာအတိုင်းဦးဇင်းတို့ကစဉ်းစားရမယ်အဲ့တော့ဦးဇင်းတို့က um reincarnation ဆိုတဲ့အင်္ဂလိပ်စကားလုံးကိုတော့မသုံးပါဘူးဆိုတော့ reincarnation မှာ in ဆိုတာအထက် carnal ဆိုတာယောအဲ့တော့ reincarnation ဆိုတာယောထဲကို ပြန်ဝင်လာတယ်ဓမ္မဘာကဝင်လာတာလဲပေါ့သဘောပေါက်လားအဲ့ဒါဦးဇင်းတို့မှာအဲ့လိုရုပ်ထည့်ကို ပြန်ဝင်လာနိုင်တဲ့အတ္တဆိုတာမရှိပါဘူးဘုရားဘာသာမှာငါအတ္တဆိုတာကိုဖက်ထားတယ်တကယ်ဦးဇင်းတို့ကဘုရားဘာသာမှာ reincarnation ဆိုတဲ့စကားလုံးကိုမသုံးပါဘူးအဲ့ဒါဟိန္ဒူဘာသာမှာတော့သုံးတယ်ဘုရားဘာသာမှာတော့ rebirth ဆိုတာသုံးတယ် တော့အဲ့ဒါအတိုင်းလက်သိနေတယ်လူတယောက်က reincarnation နဲ့ပတ်သက်ပြီးပြောရစင်သွားဟိန္ဒူဘာသာနဲ့ပတ်သက်ပြီးပြောသွားတာလူတယောက်က rebirth နဲ့ပတ်သက်ပြီးပြောရစင်ချက်ချင်းတည်းအော်ဒါဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးပြောတယ်သူကဘာနဲ့ပတ်သက်ပြီးပြောတာလဲဆိုတာပြည့်စင်အောင်မလုပ်ဘူးသူကခါရီ reincarnation စကလုံးတုံးနေရင်တည်းအော်သူကဟိန္ဒူဘာသာရှူတောင်းမှပြောတာသူက rebirth ဆိုတဲ့စကလုံးကိုပြောလိုက်ပြီးတော့တခါရီတည်းအော်သူကဗုဒ္ဓဘာသာရှူတောင်းမှပြောတာနော်အဲ့ဒါကတော့ အမ်အဒီပညာရှင်တွေကြားမှာဦးဇင်တို့ကအဲ့လိုအချင်းချင်းသိနိုင်ပါတယ်ပေါ့နော်ငွေတကောင်ကငွေကူသိတယ်ပေါ့နော်အဲ့တော့ဒီကိစ္စကထိုင်းနိုင်ငံမှာကောင်းကောင်းမွန်မွန်လုပ်ထားပါတယ်နော်တခြားနိုင်ငံမှာအဲ့လိုအဲ့လိုကောင်းကောင်းမွန်မွန်မလုပ်ထားပါဘူးထိုင်းနိုင်ငံမှာအမှန်ကောင်းတယ်ထိုင်းနိုင်ငံမှာ အဖွာကြီးအဖိုးကြီးဆုံးသွားရမယ်ဆိုရင် အာသူရဲ့ဆွေမျိုးညာတီတွေကသူ့ရဲ့ခင်နာခုပေါ်မှာ အမတန်မဟုတ်တဲ့နေရာမှာ သူတို့ကဘိုပန်တခုနဲ့သူတို့ကအဆက်တခုထိုးလိုက်ပြီးရင်သူကအမ်ပြီးရင်တခြားမိသားစုမှာတော့သူတို့ဒါမှမဟုတ်သူတို့ရဲ့မိသားစုမှာကလီမွေးလိုက်ပြီးတော့သူကငါတို့ရဲ့အဘိုးလားအဘွားလားဖြစ်လားဆိုပြီးတော့သူခင်နာကိုမှအဲ့ဒီအဆက်ကိုအဲ့ဒီနေရာမှာရှားတယ် အမဲအဖြစ်အဲ့ရှိတယ်ခဏခဏရှိတယ်အလောကမဟုတ်တဲ့နေရာတွေမှာဒါထိုင်နိုင်ငံမှာခဏခဏတွေ့ရတယ်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံမှာဗာဂျီးနီးယားယူနီဗာစီတီမှာပညာရှင်တဦးကသွားစာအုပ်ကြီးနှစ်အုပ်တရားရေးထားတယ်စာအုပ်တိုင်းမှာဆမင်းနာတထောင်လောက်ရှိပါတယ်တာရကတွေနဲ့ဖြည့်လိုက်တယ်တရကောင်းတယ်နော် reincarnation biology လို့ခေါ်ပါတယ်အဲ့တော့ဒီအဲ့တော့ဒီ biology မှာသူက evidence ပဲပြတယ်တရကပဲပြတယ်ဒီလူကဒီလိုမျိုးခန္ဓာကိုယ်မှာဆိုတော့လက်ချောင်းမရှိဘူးဒါမှမဟုတ်မှတ်ဒီလိုရှိတယ်ဒါမှမဟုတ်ခေါင်းလည်းတစ်ခုခုဖြစ်တယ်ဘိုင်းလည်းတစ်ခုခုဖြစ်တယ်ခြေထောက်လည်းတစ်ခုခုဖြစ်တယ်အဲ့တော့သူကမှတ်မိတဲ့ဘဝကဒီလိုဒီလိုအဲ့တော့အရင်ဘဝမှာသူကသူကခြေထောက်ကိုဖြတ်တယ်ဒါမှမဟုတ်လက်ချောင်းကို ဖြတ်တယ်ဒါမှမဟုတ် ဟိုအစက်ထိုးတဲ့စသဖြင့်သူကပြုတ်ပြတာအဲ့ဒီလူကသူကကိုယ်တိုင်မှတ်မိတယ်အရင်ဘဝကသူကကိုယ်တိုင်မှတ်မိတယ်အဲ့ဒီအရင်ဘဝအတိုင်းသူကမှတ်မိတဲ့အတိုင်းအဲ့ဒီလူအဲ့ဒီတမိုင်းတမိုင်းမှာသူတို့ရှာလိုက်တယ်အဲ့တော့ရှာလိုက်ပြီးတော့တကယ်ပဲဆိုပြီးတွေ့လိုက်တယ်အဲ့ဒီလူတကယ်ကြီးရှိခဲ့တယ်အဲ့ဒီနေရာမှာသူပြောထားတဲ့အချက်အလက်တွေပြည့်စုံတယ် consistent တဘောပေါ်လာနော်လိုက်ယောညီတယ် အဲ့တော့ဒီလို um ဦးဇင်းတို့ကတိပါတယ်တကယ်တော့ rebirth ဆိုတာရှိပါတယ် reincarnation လို့ခေါ်မလား rebirth လို့ခေါ်မလားအဲ့ဒါပြီးတော့ vipassana အထုလားအမထုဘူးလားအတိုင်းသိမယ် vipassana အမထုဘူးဆိုရင် reincarnation လို့ခေါ်မယ် vipassana အထုတယ်ဆိုလို့ရှိရင် rebirth လို့ခေါ်မယ်နော်ဆိုတော့ vipassana အထုတယ်ဆိုရင်အနတ္တတဘောကိုမြင်လာတယ်နိဒါကြောင့်သူက vipassana အမထုဘူးလို့ပဲမှတ်ရမယ်နော် ဒါပေမဲ့မဆိုင်ဦးဇင်းကအခုဒီနောက်ဘဝနဲ့ပတ်သက်ပြီးပြောတာအဲ့တော့အဒီကိစ္စကမကားသေးပဲအဆုံးအဖြစ်အပျက်တွေရှိသေးတယ်နော်အခုဘိတ်ခုအနာလရောဆိုတဲ့အာဆိုတဲ့ဗုဒ္ဓဘာသာပညာရှင်တဦးကယဟန်လည်းဖြစ်ပါတယ်သူကတိလန်ကနယာမှာကောင်းလေးတရားနဲ့ပတ်သက်ပြီးသွားစာအုပ်လေးရေးထားပါတယ်အဲ့ဒီကောင်းလေးက နိုင်ဖမ်းမမီတော့အဲ့တော့အဲ့ဒီကောင်းလေးကသူကအာအသက်ကတောင်းနေ9နှစ်လောက်မှစပြီးတော့သူကပါလိလို့စာရွတ်တက်တယ်ဒါပေမဲ့သူရွတ်တက်တဲ့စာတွေသူကဘယ်သူမှမသိပေးခဲ့ဘူးဘယ်သူမှမသိပေးခဲ့ဘူးသူလည်းရွတ်တဲ့အဲ့ဒီသူရဲ့အမ်ဘာလဲအတန်ထွက်တခြားလူတွေရဲ့အတန်ထွက်နဲ့မတူပါဘူးဘယ်သူမှအဲ့ဒီအတန်ထွက်မတုံးပါဘူး ဲ့တော့သူကပြောတယ်သူကအရင်ဘဝကိုမှတ်မိတယ်တဲ့ဝိတုဒ္ဓိမဲ့ပါဠိချမ်းရဲ့စာရေးသူအရှင်ဗုဒ္ဓဂေါတာရဲ့တပည့်တဲ့အဲ့တော့သူနဲ့အတူရွတ်ခဲ့တဲ့စာတွေပါပဲတဲ့အဲ့တော့ဘေကူအနာလီယောဆိုတဲ့အဲ့ဒီအမေရိကန်ဖုန်းကြီးကသူကအဲ့ဒီဟာနဲ့ပတ်သက်ပြီးသူကစာအုပ်ရေးတယ်။သူကလည်းအဲ့ဒီကိစ္စကိုအာစစ်စစ်ဆက်ဆက်သွား စုံစမ်းလိုက်တယ်တဲ့ချာချာသွားအဒီဟာစုံစမ်းလိုက်ပြီးတော့အမ်ဘယ်လိုပြောမလဲအသေးစိတ်အသေးစိတ်လဲလာတယ်ပေါ့ဆိုတော့အဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်ကောင်းကောင်းမွန်မွန်ဖတ်လို့ရပါတယ်ဘိတ်ကိုအနာလေးရောဥစဉ် rebirth လိုမျိုးသူစာအုပ်ကအဲ့လိုမျိုးခေါ်တယ်ပေါ့ဆိုတော့အဲ့ဒါကအဲ့ဒါကမကတိဘူးအမြတ်ကြီးရှိသေးတယ်နော်တိဘက်ဘာသာမှာအဲ့ဒါလုံးဝရိုးရိုးပါပဲ နော်ဒါကဒလိုင်လာမာတည်ဆုံသွားပြီးတော့လေဒလိုင်လာမာကဘယ်မှာပြန်ပေါ်ဝါရခဲ့လဲဆိုပြီးတော့သူတို့မှာရှာဖုံရှာနေကြီးအဆုံးရှိပါတယ်ဒလိုင်လာမာမကားသေးဘူးသူတို့မှာသူတို့ရဲ့ဒီအာဒီလာမာဆိုတာရှိတယ်လေလာမာတွေရှိတယ်ရင်ပိုချေလေရင်ပိုချေဆိုတာကြားဘူးလားဟောအဲ့တော့အဲ့ဒီရင်ပိုချေတွေကလည်းသူတို့နောက်ဘဝနောက်ဘဝတွေမှာ လူဘဝရလိုက်ပြီးတော့လူတွေကိုဆိုတော့တရားတွေဟောတယ်အဲဆယ်ဒီရင်ပိုချီတွေကဘယ်မှာဘဝရခဲ့လဲအရင်ဘဝပါရှိခဲ့လဲဆိုပြီးတော့ဆိုတော့ဘဝအဆက်ဆက်နဲ့အရင်ပိုချီဖြစ်သွားကြပါတယ်